အပြင်မှာလည်းမရင်နေပဲသူရဲ့ကွယ်လွန်သွားတဲ့ပုံမှာမတင်မတ်ထားတဲ့နီးနဲ့တုံ့ပြန်လာခဲ့တဲ့အေဂျင့်မောင် MC လီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင့်ပြီးခဲ့တဲ့မလ10ရက်နေ့မနက်မှာတော့လူငယ်တယောက်ဆောင်သူကရုတ်တရက်ကွယ်လွန်သွားခဲ့တာမို့ဆိုရှယ်မီဒီယာမှာနာမည်ကြီးသွားခဲ့ပါတယ်သူကအသက်26နှစ်အရွယ်သားရှိသေးတာဖြစ်ပြီးကားအက်ဆီဒန့်ဖြစ်ပြီးကွယ်လွန်သွားခဲ့ရတာပါမနက်တနင်္ဂနွေမှာကားမောင်းနေရင်ရှန်ကုန်မြို့ရင်းတနေရာမှာတပင်းကိုဝင်တိုက်မိကကွယ်လွန်သွားခဲ့တာပါသူကွယ်လွန်သွားတဲ့ပုံမှာစိတ်မကောင်းဖြစ်တဲ့သူတွေလည်းရှိ သလိုအပြစ်တင်နေတဲ့သူရင်းလဲရှိနေကြတာပါသူကညာကြီးအချိန်ပြီးတော့ကားအစီရန်ဖြစ်ရတာကအမှုလွန်နေမှာဆိုပြီးအကဲဖြတ်နေတာပါမူးနေတာကြောင့်ကားကိုအချိန်မတင်နိုင်မြဲဖြစ်သွားခဲ့ရတာလို့ရှိသားကြသလိုဈေးတွေတုံးထားခဲ့တာဖြစ်မှာပေါ့လို့ကိုချင်းမစားကြတာလည်းရှိပါတယ်ဒါအပြင်သူကိုချစ်ကြတဲ့သူတွေအတွက် Facebook မှာဆိုရင်လည်းသူအကြောင်းသာပြောဆိုနေခဲ့တယ်လို့ TikTok မှာလည်းသူရဲ့ပုံရိပ်တွေကိုသာနှမျောတက်တာပြန်လည်တင်နေကြတာပါဘယ်နေရာပဲကြီးကြီးသူဖြစ်နေတဲ့အတွက်တချို့ပြိတ္တတွေကသဘောမကျပါဘူးအမှုပညာရှင် င်တချို့ကလည်းမျက်စိနောက်တင်ဟန်နဲ့ပြောဆိုရေးသားလာတာရှိပါတယ်။အေဂျင့်မောင်ကလည်းသူနဲ့ပတ်သက်ပြီးသူ့အကောင့်မှာရေးသားလာတာပါ။သူက MRT4 ကတရုတ်ဆောင်တရားဖြစ်တဲ့အတွက်ပြင်ပရုပ်ရှင်တွေကိုလည်းသိမ့်မရိုက်ကူရသေးပါဘူး။ဒါကြောင့်မလို့အေဂျင့်မောင်နဲ့လည်းအရင်ကြီးခင်မင်ရင်နှီးတာမျိုးမရှိပါဘူး။ဇက်ကလည်းတခါမှတွဲပတ်ရိုက်ကူတာမရှိသလိုအပြင်မှန်လည်းမတွေ့ဘူးပါဘူး။ဒါပေမဲ့ခုလိုငငယ်ရွယ်ရွယ်နဲ့သူကွယ်လွန်သွားတဲ့ပုံမှာအေဂျင့်မောင်ကစိတ်မကောင်းဖြစ်နေတာပါ။သူနဲ့ခင်မင်ရင်နှီးရဲ့စီနီယာအမှုပညာရှင်တွေကသူကမိဘကိုလှုပ်ကျွေးနေတဲ့သူဖြစ် ဖြစ်တယ်လို့အမှုပညာနဲ့ပတ်သက်ရင်ဆွဲလုံလာရှိနေသူဆိုပြီးဖြေဆိုကြတာပါတကယ်လည်းပဲသူကအမှုပညာလောကမှာအောင်မြင်ဖို့အတွက်ကြိုးစားနေတာပါသူ့အနေနဲ့တရုတ်ဆောင်တရားအဖြစ်လုပ်ပြီးမိခင်ဖြစ်သူကိုအေးအေးဆေးဆေးနေအောင်လုပ်ကြွေးချင်တာပါဒီလိုရီမန်ချက်ရှိရဲ့လူငယ်တယောက်ကွယ်လွန်သွားတဲ့ပုံမှာအေးချက်မောင်ကတကယ်ကိုစိတ်မကောင်းဖြစ်နေတာပါတခါမှမဆုံဘူးမတွေ့ဘူးပြီမင်းရင်ထဲမှာတကယ်မကောင်းပါဘူးညီလေးရလို့အေးချက်မောင်ကသူ့အကောင်မှာတင်လာခဲ့ပါတယ် သူတို့အစိမ်မကောင်းဖြစ်နေတာဖြစ်ပြီးတကယ့်ကိုဝမ်းနေပြီးနေတာပေါ့အေဂျင်မောင်ကလည်းမိခင်ဖြစ်သူနဲ့ညီမလေးကိုရှာပွေတွေ့နေတဲ့သူတယောက်ပါမိခင်နဲ့ညီမလေးကိုအကောင်းဆုံးထားပြီးအကောင်းဆုံးရာရီသားဖြစ်စေခြင်းကြောင့်ကိုလည်းအင်တာဗျူးတွေမှာမကြာခဏပြောပြတတ်ပါတယ်ဒါတွေကြောင့်ပဲအေဂျင်မောင်က စိတ်ထားသူကမိခင်ကိုလှုပ်ကြွေးနေတဲ့သူအတွက်စိတ်မကောင်းပို့ဖြစ်နေရတာပေါ့အေဂျင်မောင်ကစိတ်ကောင်းရှိပြီး တရုတ်ဆောင်ချင်းရိုင်းမြင့်တက်တဲ့စိတ်ရှိရလို့လည်းချီးကျူးနေတာပါဒူးရဲ့မိခင်ဆိုရင်လည်းအခုလိုဖြစ်သွားတဲ့ပုံမှာရှင်နေကွဲမတွက်ခံစားနေရပါအငွေဆုံးတန်လီလေးဖြစ်တဲ့အတွင်မိဘပေါ်တည်တက်တဲ့သားဖြစ်တဲ့အတွက်မိခင်အတွက်ပို့ပြီးတော့စိတ်မကောင်းဖြစ်နေရတာပါမကြခင်မှာဆိုရင်မိခင်အတွက်အိမ်အပိုင်းဝယ်ပေးနိုင်အောင်ကြိုးစားမယ်လို့ကတိပေးထားခဲ့တာပါနောက်၆လအတွင်းမှာအိမ်ပိုင်းနဲ့ထားနိုင်အောင်လုပ်ပြီးကျနေသူကမိခင်ကိုရောလောကကြီးကိုပါနှုတ်ဆက်သွားရပါပြီသူနဲ့မိရင်နေပေမဲ့အစိတ်မကောင်းဖြစ်နေရတဲ့အေဂျင်မောင်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါ အောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တောင်ချစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်